ကိုကပ္ပဆရာများနေ့ဆိုတာကျွန်တော်တို့ဆရာအရောက်ချင်းစီတိုင်းနဲ့ထိုက်တန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီရင်းနှီးထားရတဲ့ပေးဆက်ထားတဲ့အရာတွေကိုဒီနေ့မှကျွန်တော်တို့ပြန်လဲပြီးတော့ဂုံပြုတ်ခံရတာဖြစ်တာပေါ့နော်။ဆိုတော့ တနစ်တာပတ်လို့ကျွန်တော်တို့ပင်ပန်းခဲ့တဲ့အရာတွေကျွန်တော်လှုပ်ဆောင်ပေးခဲ့တဲ့အရာလေးတွေဒီနေ့မှပြန်ပြီးတော့ချီးမြှင့်ခံရတဲ့အတိမတ်ပြုခံရတဲ့အတွက်အယံဝမ်းသာတယ်အထူးသဖြင့်ကျွန်တော်တို့ဆိုရင်ဒီ disable ကလေးတွေမတန်ဆွမ်းကလေးတွေကိုလက်ကျင့်ပေးတဲ့အခါမှာတခါလေကြာရင်သူတို့ကကျွန်တော်တို့ကျေးဇူးတင်ရအဲခေါင်းမန်တိတဲ့ကလေးတွေရှိသလိုအဲကျေးဇူးတရားဆိုတာကိုတိတ်နားမလဲတဲ့ကလေးတွေလည်းရှိတယ်ကျွန်တော်တို့မှာပေါ့နော်ဒါပေမဲ့တခုလိုမျိုး ဆရာများနေမှာပေါ့เนาะကျွန်တော်တို့ကိုဖိတ်ကြားပြီးတော့ကျွန်တော်တို့လည်းပါဝင်ခွင့်ရတယ်เนาะကျွန်တော်တို့လည်းတကယ်ပဲကိုကိုကိုထိုက်တန်လို့လို့ခံစားရတယ်ဆရာဆရာမအရောက်ချင်းစီတိုင်းလည်းဒီနေ့ရက်ဟာသူတို့အတွက်အရန်ကိုထိုက်တန်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ဆက်လက်ပြီးတော့ဒီထိုက်တန်တဲ့အရာကိုရရှိတကယ်တော့ဆက်လက်ပြီးတော့ထိုက်တန်တဲ့ တာဝန်လေးတွေလည်းရှိတာပေါ့နော်အဲ့ဒါကိုခြေပွန်ဆိုတာနဲ့ဆက်လက်ပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်တို့တွေကြိုးစားကြဖို့ရန်အတွက်လည်းရောက်ချင်းစီတိုင်းခွန်အားပေးလိုပါတယ်လို့ဟုတ်ကဲ့အခုဒီအဲခေတ်ကာလအခြေအနေကတော့ကျွန်တော်တို့ရွှေ့ပြောင်း တဲ့နေရာပေါ့နော်အခုကတော့ရွှေပြောင်းတင်ကြားရေးပညာရေးစနစ်ဖြစ်တဲ့အတွက်အဲကျွန်တော်တို့ဆရာဆရာမတွေကလည်းအဲရဲရင်းစွာနဲ့ကျွန်တော်တို့တင်ကြားပေးနိုင်မှသာလေကလေးတွေအတွက်လည်းလူလူတော်လူကောင်းတွေထွက်ပေါ်လာမှာဖြစ်တာပေါ့နော်သူများနိုင်ငံမှာလာရောက်ပြီးနေထိုင်ပြီးတော့ဒီပညာတွေကိုတင်ကြားပေးရတဲ့နေရာမှာအရေးအန်တီများပါတယ်အဲဒီထိုင်းအစိုးရတော်၎င်းဒီအဲ ဖန်စီရေးမှာတော့လကားပေါ့เนาะကျွန်တော်တို့မှာအထောက်ထားအစုံလင်မရှိတဲ့ပုံမှာလည်းကျွန်တော်တို့ကိုလုံခြုံမှုပေးနိုင်တဲ့ဒီမိခင်အဖွဲ့အစည်းတွေအားဖြင့်ကျွန်တော်တို့ရဲရင်ချင်းတွေပို့ရလာတယ်ပို့ပြီးတော့လှုပ်ဆောင်ပေးနိုင်တဲ့ကလေးတွေကိုပို့မှုပြီးတော့ထူးချွန်လာအောင်ပေါ့เนาะကျွန်တော်တို့မှာအခွင့်အရေးလေးတွေရလာတယ်ပါဝင် ခွင့်ရတဲ့အတွက်လည်းဒီအခြေအနေကိုကိုယ့်အခြေအနေကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာဆရာဆရာမဆိုတာပေါ့เนาะနာသုံးနာနဲ့ပြည်စုံမဆရာဆရာမဟိုလှုပ်ခဲ့ကြတာပေါ့เนาะအခု ဆရာဆရာမအားလုံးကဘာတမမရှိတဲ့ဆရာဆရာမအားလုံးကိုဆရာမကြီးကလေးစားစွာဂုဏ်ပြုပါတယ်။ Now ဆရာမတို့ရဲ့ရှေ့ပြောင်းဆရာဆရာမတွေကပို့ပြီးတော့ခက်ခဲကြမ်းတမ်းတဲ့ဘဝကိုကြော်ဖြတ်ခဲ့ရတယ်။ဆရာမတို့ဆိုလည်းနှစ်20ကျော်ပေါ့နော်။ဒီရွှေ့ပြောင်းကြောင်းမှာပြည့်စုံမှုမရှိတဲ့ဘဝနေပြီးတော့ပေါ့နော်။ဒီလိုအခြေအနေရအောင်ဆရာမတို့အများကြီးကြိုးစားပြီးတော့ဖော်ဆောင်ခဲ့ရပါတယ်။အော်ဆရာဆရာမကဦးကလေးအားလုံးပေါ့နော်။ ဟိုကောင်းတဲ့ဘက်ကိုပဲဖြစ်ရအောင်တို့ရဲ့အနာဂတ်လှပအောင်ဆရာဆရာမတွေကတက်နိုင်ဆုံးစမ်းဆောင်ပေးကြပါတယ်ဒီ Minecraft မှာပြည့်စုံခြင်းမရှိတဲ့နေရာမှာတော့မပေါ့နော်တချို့တချို့တော့ကလေးတွေဆိုလို့ရှိရင်နိုင်ငံခြားတက္ကသိုလ်တွေမှာ Master တွေ PhD တွေပြီးတဲ့အထိကိုရောက်တဲ့ကလေးတွေလည်းပေါ်ထွက်လာပါတယ်ပြည့်စက်ပြောချင်တာဟိုဆရာဆရာမတွေပေါ့နော်အနစ်နာနော်စေတနာနော် အမြဲတမ်းကြမ်းကြမ်းခံပြီးတော့လှုပ်တလို့မျိုးပဲဒီကလေးတွေလည်းဆရာဆရာမတွေရဲ့စေတနာတွေကိုတံမိုးထားပြီးတော့ပညာအရာမှာထူးချွန်အောင်ကြိုးစားကြပါလို့ကလေးတွေကိုလည်းဆရာမတိုက်တွန်းခြင်းနဲ့ဆရာဆရာမတွေကိုလည်းမပြေဆုံးတဲ့အနေထားနေပြီးတော့ကလေးတွေကိုခုလိုမျိုးစေတနာအပြည့်အဝနဲ့တင် जा ပေးရတဲ့အတွက်ဆရာဆရာမအားလုံးကိုလည်းလေးစားစွာနဲ့ဒီနေ့ကပ္ပဆရာမြတ်နေ့မှာဆရာမကြီးနေနဲ့ဂုဏ်ပြုပါတယ်